တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာကောင်းသောကံပြောင်းလဲတဲ့တုတ်တက်မှုကြီးရရှိမယ်ဈီမန်းချက်စစ်တွေကောင်းထည့်ဖို့နိုင်တယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်စစ်တွေနဲ့ဘဝတလန်းမှုကိုရရရှိနိုင်တယ်ဝင်းကျင်စစ်လမ်းကြောင်းစစ်တွေကိုစွန်စားလုပ်ကံရမှထူးခြားစွာအကျိုးဆက်ရရှိမယ်နေနေရအလုံးနေရပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်ကိုယ့်အတွက်ကောင်းသောအကျိုးဆက်နဲ့တုတ်တက်မှုတွေကို ရရှိမဲ့နေထိုင်တဲ့ကောင်းတဲ့အခြေအနေတွေလုံးဝပုံထွန်းနေတဲ့သဘာဝကိုရည်ညွှန်းချက်ပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်။၂၀နှစ်ရည်နေရာကိုအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။လိုရာပြည့်စုံနိုင်တယ်။၂၃ရည်နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်။ပြတ်နေတဲ့ဆက်သွယ်တွေနဲ့ပြန်လည်ချိတ်ဆက်နိုင်တယ်။၂၄ရည်နေမှာဝေးကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေပြောဆိုဆောင်ရွက်သမျှအောင်မြင်ခြင်းထုတ်ထက်ခြင်းကိုရနိုင်တယ်။ 25ရက်နေ့မှာလုပ်ဖို့ကိစ္စဝေကြုံမယ်ရန်တိုက်ခဏနဲ့ရှင်းပြလောက်ရမယ်26ရက်နေ့မှာတော့စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်စိတ်ရှိရမယ်29ရက်နေ့မှာတော့အညာဆိုးတွေအကုန်လုံးပြေလည်သွားပြီးတော့စေရေးချမ်းသာခြင်းနဲ့ရှင်ပြခြင်းကိုကြုံတွေ့နိုင်တယ်28ရက်နေ့မှာပစ္စည်းပြုတ်တတ်တယ်ငွေလိမ်ခံရတတ်တယ်ငွေချင်းရဆုံးတတ်တယ်29ရက်နေ့မှာ လက်ဖွင့်ခြင်းကံဖွင့်ခြင်းတို့ရပြည့်စုံခြင်းရှိမယ်အဲ့ဒီမှာကောင်းစေကောင်းလျှော်ပြည့်ရဲကောင်းသောကျိုးဆက်ရရှိမယ်30ရည်နှစ်မှာတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်အတိုက်ခံများမယ်31ရည်နှစ်မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောက်မယ်တနင်္လာနေ့ရင်ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်၁၅၆ခန်းနေချိုးပေးတယ် အဝါရောင်လေးမောင်ရောင်ရွှေဩရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်နိုင်တယ်။အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လို့ပြီးလောရာဆုတောင်းမှဆုတောင်းပြပါနိုင်မယ်။ယေရှုတည်ပါတယ်။တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ အခက်အခဲတွေအလုံးပြေလျောင်ဖြေရှင်းနိုင်မယ်။စီးပွားကံလုပ်ငန်းကံငွေကြေးကံတိုးတက်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တွန်းလုပ်ကံခြင်းတို့ရဲ့ကောင်းသောကျိုးရရှိမယ်။သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်နေရာတွေတွဲခေါ်မျှော်မြင်ပြီးလှုပ်တာတွေတဲ့အဆင်ပြေမယ်။တနည်းနည်းကကိုယ့်အတွက်ကောင်းတဲ့ရက်ဖြစ်တဲ့ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်။၂၃ရက်နေ့ရည်မှန်းချက်အောင်မြင်ခြင်းဘဝတိုးတက်ခြင်းငွေကြေးကံကောင်းခြင်းကိုကြောင်းမယ်။၂၄ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်မြို့သမီးမိတ်ဆွေကြီးကဲဒုထံကကူညီရမယ်။ 25ရက်နေ့မှာဂတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်ရန်တိုက်ခန့်တွေနဲ့ထိတ်တိုက်ရဆက်ရတတ်တယ်26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်29ရက်နေ့မှာမထင်မှန်ပဲပြောင်းလဲမှုနဲ့လမ်းကြောင်းသစ်တွေပေါ်ထုတ်ပြီးလွှတ်လိုက်တာအကျိုးပေးလိမ့်မယ်28ရက်နေ့မှာငွေကြေးကန်ကောင်းမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရ29ရက်နေ့ကထူးထူးခြားခြားပြောင်းလဲတဲ့တိုးတက်မှုရှိအဲ့ဒီမှာကောင်းစေကောင်းဆိုပြီးရင်ကျက်ပြေမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းမယ် 30ရက်နေ့ကတော့ရန်တိုက်ခဏနဲ့ရှင်ပြီးမှအောင်မြင်မယ်30တရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမှုနဲ့ကောင်းသောကျိုးဆက်တွတ်တက်မှုတွေကိုရရှိခြင်းနဲ့တွတ်တက်ခြင်းတွေကိုရမယ်တဘာဝအနေထားကိုတွေ့ရပါတယ်ဒီကဏ္ဍအတော်တွဲမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့ငါခွန်ကနန်းနေ့ကျိုးပေးပါတယ်အဖြူစိမ့်မိကိုရောင်တို့ကို ဝိစေသောဆွဲပြီးလူရှိရကိစ္စတွေဆောင်ရွက်ပါပန်းဖြူဖျားတည်ပြီးတော့လူရဆန္ဒပြုပါဆန္ဒပြေပါသိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်ဘူလစီစဉ်တာတမျိုးလက်တွေ့တမျိုးဖြစ်မယ်ဘာမှကြိုတင်ပြင်ဆင်ထားလို့မရဘူး နောက်ကိုကလုံးချင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ်။ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေကိုလက်တွေ့သုံးချပြီးအောင်မြင်လို့ရတော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်။စက်ပစ္စည်းတွေစက်ပစ္စည်းတွေပျက်စီးများမယ်။တိမ့်ဆဲထားတဲ့ငွေတွေထုတ်သုံးရတတ်တယ်။ရတ်တန်ထားတဲ့လူတွေကိုတော့ပြန်လည်စတင်နိုင်နိုင်မယ်။ပြဿနာဟောင်းတွေလည်းပြန်ဖြေရှင်းနိုင်နိုင်မယ်။လုပ်ငန်းစ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာမယ်။၂၂ရက်နေ့ကတော့ရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့ရနိုင်မယ်။၂၃ရက်နေ့မှာ အလုံးစုံကောင်းချင်းကံနဲ့တိုးတက်ချင်းကံနေရှိမဲ့ရည်မှန်းချက်တွေအောင်မြင်မဲ့24ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မဲ့ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်25ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံအထူးကောင်းနေမယ်26ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်29ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်28ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲဒုက္ခထာဂန်ကိုကူညီရမယ်စမ်းပွင့်မယ်26ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ် အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နေတယ်30ရည်နေ့မှာငွေရေးကြေးကန်ကောင်းခြင်းလက်ဖွင့်ခြင်းကြုံမဲ့30ရည်နေ့မှာအတိုက်ခံနေကြတဲ့ကဖြတ်သန်းပြီးလိုရာကိစ္စတွေဆောင်ရွက်အကျိုးပေးနိုင်မယ်ကြာသာပတိနေ့သောက်ကြနေစနေနေ့မွေးစုတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးတတ်တယ်တင်ငါကိုကနန်းနေကြိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းစော်ပြုတ်လိုက်ပါထူးခြားသောကောင်းခြင်းကံတွေရရှိပါသိမ့်မယ် ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရံပတိဘက်ကတွေကြားတဲ့ကထူးခြားစွာအမြင်မှုကိုရနိုင်တယ်လတ်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းဘဝတွတ်တဲ့ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်အခဲချမ်းမှပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းတွေရှိမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောကန်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တွတ်တဲ့မှုကိုရမယ် မွေရေးကြီးလမ်းကြောင်းစီးပွားလမ်းကြောင်းဘဝတိုးတက်မှုလမ်းကြောင်းတွေမှာပမာဏနဲ့မြင့်တဲ့နေထိုင်တဲ့ကောင်းသောခံကြမာတွေကိုဖန်တီးနိုင်လိမ့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၂၂ရက်နေ့မှာအရာရာအစီပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်၂၃ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်၂၄ရက်နေ့မှာရာတိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်၂၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်မေတ္တာရေကံကောင်းမယ်အလौကြံအောင်မယ်၂၆ရက်နေ့မှာငွေကြေးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ် 28ရက်နေ့မှာလက်ပွင့်ချင်းကံပွင့်ချင်းလိုရာပြည့်စုံခြင်းကြုံမယ်28ရက်နေ့မှာရံပတိပက်ကတည်းနဲ့ရှင်ပြီးလုပ်ရမယ်29ရက်နေ့မှာဥတီကျဲပြောင်းပြီးလုပ်တာတွေဆင်ပြေမယ်30ရက်နေ့မှာရံပတိပက်ကနဲ့ရှင်ရမယ်31ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြင်မှခြင်းရာရာဆင်ပြေခြင်းတွေကိုကြုံတွေ့ရလိမ့်မယ်တနေ့ကနေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနင်္လာနေ့ဂျာတာပတိနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်တွေရှိတတ်ပါတယ်နှစ်သုံးခုကနန်းတွေကျိုးပေးပါတယ်အပြာရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာကောင်းစေးကောင်းလျှော်ပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါတယ်ဂျာတာပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းဟာ အထူးကောင်းတဲ့ကာလဖြစ်တယ်။မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်။ဝေကြီးကတစီးပွားရေးရာလုပ်ငန်းရေးရာကံဖျားပြားမှာကောင်းသောနေထားနဲ့တိုးတက်တဲ့ခြေနေတွေရှိမယ်။ကာလရှည်ချာဆိုင်ကန်ထားတဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်။ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကန်ခြင်းတွေရဲ့အခါကောင်းကိုကြုံမယ်။ မိကောင်းဆွေကောင်းထောက်ကူရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ရှင်နီမြုံနံမှုတော်မှာကောင်းသောအကျိုးကိုရရှိမယ်အစနှစ်ရနေ့ကလုံသမျှကြံသမျှအောင်မြင်ခြင်းကိုရ23ရနေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်မယ်24ရနေ့မှာတော့အထင်မှားခံရတဲ့ပဋိပက္ခများတတ်တဲ့25ရနေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိ26ရနေ့မှာဥတီကျပြောင်းပြီးလုပ်တာဆင်ပြေမယ်29ရနေ့မှာ မထေပန်ဖဲငွေဝင်မယ်အလုပ်အောင်မယ်28ရက်နေ့မှာရံပတိဘက်ကနေထိတိုက်တွေ့မယ်29ရက်နေ့မှာဥတီချက်တဲ့နဲ့လောကန်ချင်းဆင်ပြေမယ်30ရက်နေ့မှာရပိုင်ခွင့်နေပြန်ရမယ်31ရက်နေ့မှာအခက်ခဲတွေပြေလျောက်ဖြေရှင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေရှေ့ထုတ်လို့လို့ကောင်းစွာအကျိုးပေးခြင်းနဲ့အစ်မြင့်သောဘဝနေထားသူပြောင်းလဲတိုးတက်ခြင်းတို့ကိုတစ်စိပြီးတစ်စိရရှိကြိုးပေးနိုင်မယ်။ဇာတာပတိနှင့်ဗုဒ္ဓနှင့် အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးတယ်တနေ့လာတော့ကြမွေးသူများကြောင့်စိတ်နှောင့်ရှိရှိတတ်တယ်၃69ကနန်းနေချိုးပေးတယ်အပြာရောင်နေရောင်ချက်သွေးရောင်အဝတ်တွေဝတ်ဆင်သုံးဆွဲလို့ချိုးရှိတယ်26ရက်နေ့မှာကောင်းစေကောင်းချော်ပြုပါထူကြသောနာဂတ်ကောင်းကိုရလာပါနိုင်မယ်ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် မေလ22ရက်နေ့ရက်နေ့30ရက်နေ့အတော်တွင်းကာလတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်။ရှင်းမှန်းချက်သစ်တွေကိုဆောင်ရွက်နိုင်နေမယ်။ရပ်တန့်ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်။အပြိုင်ဆိုင်တွေကြားထဲကဒုတက်ဖို့ကိုဖဏိယယူနိုင်တဲ့ကံကြမ္မာရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှစ်တိုးဆောင်ရွက်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့ဒုတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ယက်တီချက်နဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးလုပ်တဲ့ကိစ္စရဲ့ အကျိုးဆက်ကောင်းကိုရရှိမယ်။၂၂ရက်နေ့မှာပြဿနာဟောင်းတွေကိုပြန်လည်ဖြေရှင်းပြီးရပိုင်ခွင့်တွေပြန်လည်ရနိုင်တယ်။၂၃ရက်နေ့ကအရာရာကောင်းခြင်းစီပြေခြင်းနဲ့ကံမြမခြင်းရဲ့နှစ်သာရရှိတယ်။24ရက်နေ့ကမိတ်ဆွေကြီးခဲ့တဲ့ထံကကူညီရတဲ့နေမျိုးစားဖြစ်တယ်။25ရက်နေ့မှာပေါ်ပေါက်လာတဲ့အချမ်းစီတွေတက်တွေ့သုံးချပါတူတူကြကြအစီပြေနိုင်မယ်။အယောင်ဝင်းနဲ့ဆက်ဆက်တွေလည်းအကျိုးပေး26ရက်နေ့မှာရန်တိုက်ခံသိမ့်များတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြတ်တတ်တယ်။29ရက်နေ့မှာ အခက်အခဲတွေထိုးပေါက်ပြီးတော့ရှေ့တိုးလောကန်ရံအတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တယ်28ရက်နေ့မှာအဟောင်းတွေပြန်လဲစတင်နိုင်တယ်နာယီကိစ္စပေါ်လိမ့်မယ်လိုက်လံကူညီပေးလိုက်ပါ29ရက်နေ့ဟာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရဲ့နှစ်သာရတွေရှိမယ်30ရက်နေ့မှာစီမံထားခြင်းမရှိပဲပေါ်လာတဲ့ခွင့်ရေးအစဉ်ပြေမယ်အဲ့ဒီမှာဖိတ်စာတစ်စုံရမယ်မင်္ဂလာဆောင်ဖိတ်စာရလည်းမင်္ဂလာဆောင်သွားပြောင်းသွားလိုက်ပါထူးခြားလိမ့်မယ်30ရက်နေ့မှာအတိုက်ခံတဲ့အနှောင့်အယှက်တွေကြားတဲ့ထိုးပေါက်ပြီးကိုယ့်ရဲ့လမ်းကြောင်းကို ရှေ့တို့လုတ်ကန်နိုင်တဲ့နေသားကောင်းတွေကျုံနေမယ်ဒီကာလအတွင်းမှာတင်းငွေတွေတောက်ကြစနေမွေးသူတွေချိုးပေးပြီးတော့တင်းလာကြသာပြီးဒုက္ခပေးတတ်တဲ့နှစ်ခုကိုကနန်းတွေချိုးပေးတယ်အစိမ့်ရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်29ရက်နေ့မေလမှာခေါင်းဆေးခေါင်းဆော်ပြုတ်လိုက်ပါထူးခြားတဲ့နာဂတ်ကောင်းကိုရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2020ငါးခုနှစ် မေလ22ရက်နေ့ကနေ31ရက်နေ့အတောအတွင်းမှာဝေကြီးကံလုပ်ငန်းကံဘဝကံရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံရှင်ဝမြမချင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေအထားရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်အခက်အခဲကြားဖြတ်သန်းနိုင်မယ်စုပေါင်းလုပ်ငန်းချိုးပင်းမယ်မျိုးသမီးမိတ်ဆွေကြီးကဲတူတာမှကူညီရမယ်ဝေကြီးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေကိုရရှိနိုင်တဲ့အနေအထားနဲ့ ကောင်းတဲ့အခြေအနေတွေကိုကြုံမယ်။နေ့နေ့ကအရာရာဆင်ပြေသောနေသားနဲ့မိကောင်းဆွေကောင်းထောက်ကူရသောနေသားရှိမယ်။23ရက်နေ့မှာအခက်ခဲကြတာဖြတ်သန်းပြီးတိုးတက်မယ်။ရဝေးရကောင်းသောသတင်းစကားရမယ်။24ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြိုးပေးခြင်းကြုံမယ်။25ရက်နေ့ရန်ပြဿနာရင်းနဲ့ထိတဲ့ရင်ဆိုင်ရမယ်။26ရက်နေ့မှာအခက်ခဲနှမျိုးဖြေရှင်းနိုင်လိမ့်မယ်။မထင်မှတ်ထားတဲ့ငွေကြေးပြန်ရမယ်မရဘူးထင်တဲ့ငွေပြန်ရတာကိုပြောတယ်။29ရက်နေ့ကတော့အရာရာဆင်ပြေပြီး လိုရာပြည့်စုံတိုးတက်ခြင်းရှိမယ်28ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ခြင်းနဲ့ရှေးတိုးလောက်ကန်ခြင်းရဲ့အကျိုးကျေးဇူးရမယ်ကောင်းသောတည်င်းစကားကြုံမယ်29ရက်နေ့အထူးကံကောင်းတဲ့ရက်ဖြစ်တယ်အဲ့ဒီရက်ကနေစလိုက်တဲ့ကိစ္စမှသမျှအရာရာဆင်ပြေသွားမယ်30ရက်နေ့မှာဘာလို့လို့တည်ရှိရမယ်ဝေချေးမြုံနှံမှုတွေမလုံးနဲ့အကုန်ကြများတတ်တဲ့ဒီနေ့ဒီရက်မှာကုန်ကြမှုမှသမျှအချင်းကြီးဖြစ်တတ်တဲ့ပစ္စည်းမွေနဲ့30ရက်နေ့မှာတော့လုံးစရာရှိတာကုန်ရှေးတိုးလုံးနိုင်အားလုံးဆင်ပြေသွားမယ်ရက်တန်တဲ့လုပ်တွေတောင်မှပြန်လဲစတင်လုပ်ကြ အကျိုးပေးနိုင်တယ်။တနင်္လာသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဗုဒ္ဓကျောင်းစိန်နောက်ရှေ့ဖြစ်တတ်တဲ့နှစ်၄၆ကနန်းနေအကျိုးပေးတယ်။အညိုရောင်အပြာရောင်မိခွရောင်တွေဝစ်စစ်သောဆွဲပြီးအလိုရှိရာကိစ္စများရှေ့တိုးလုပ်ပါ။29ရက်နေ့မေလမှာကောင်းစီကောင်းလျှော်ပြုလိုက်ပါ။ထူးခြားသောအနာဂတ်ကိုရသွားပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။